ားအတွက်ဖြစ်ခံပါရဲ့ရှင်။လာလို့ပါကုသိုလ်တွေများရပါသည်ခင်ဗျာ။ဟုတ်အဲခွာရမြတို့တင်ငန်းကျုံစံပြဈေးနာပေါ့နော်စံပြဈေးလမ်းတက်လျှောက်ကိုမြတို့ဒီမနဲ့ဆပြီးတော့အလူခံပါရဲ့အလူခံကဒီနှစ်နာရီပေါ့နော်တနာရီ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 ကျော်ပဲကျော်လောက်နဲ့ခုနှစ်သိန်းရပါတယ်ဟုတ်ကျွန်တော်တို့မြန်မာလူမျိုးတွေဒီလူသားဆေးရဆေးရမယ်စိတ်တမစင်ရဘူးဆိုတဲ့အတိတ်ပဲအများကြီးဓာတ်လက်တွေပေါ့နော် ံပါရရှင်ကလေးပေးသိပြီသူများအတွက်ဆုခံပါရရှင်ကျေးဇူးပါရှင်ကုသိုလ်များရပါစေသာဓုပါကုသိုလ်များရပါစေခင်ဗျာဟာဒီနေ့ကျွန်တော်အလူခံပြစ်တဲ့ကအဓိကတော့ဟိုပါပေါ့ကိုညိုမင်းလွင်ပေါ့နော်ကိုညိုကသူကဥဆောင်ပြီးတော့ကျွန်တော်တို့အဲတေးဥဆောင်နေပေါ့သူနဲ့ရင်းနေတေးဥဆောင်နေသူအဖွဲသားတွေအားလုံးကိုကျွန်တော်တို့ ဒီငလင်ဘေးမှာကြားရောက်နေတဲ့ပြည်သူတွေကိုအလူငွေလူငွေတွေတွားရောက်လှူဒန်းဖို့အတွက်ကျွန်တော်တို့အာအဓိကသူကဥဆောင်ပြီးတော့ကျွန်တော်လူထွက်ခံကြတာပေါ့နော်အဲခွာရများတို့တင်ငန်းကျဆန်ပြဈေးနာပေါ့နော်ဆန်ပြဈေးလမ်းတက်လျှောက်ကိုများတို့ဒီမနဲ့ဆပြီးတော့အလူခံပါရဲ့အလူခံကဒီ2နာရီပေါ့နော်တနာရီတနာတနာရီတနာရီတနာရီကြိုးပဲတော်လောက်နဲ့5နှစ်သိမ်းရပါတယ်ဟုတ် ဟိုလူတဲ့လူတွေကဒီအခုဒီစံပြတွေဈေးထဲမှာဆိုလို့ရှိရင်သူတို့ကလက်လုတ်လက်စားတွေကြီးပဲဈေးတွေတွေကဟိုဈေးပန်းလေးတွေခင်းပြီးတော့ရောင်းတယ်ဒါမဲ့မလူတဲ့စိုင်မရှိဘူးအကုန်လုံးအနေဆုံး900 1000 900 1000စိုင်တိုင်းလူတွေအခုတနအီတည်းနဲ့ဟိုနော်80 9000ကျော်လောက်ရပါတယ်9000ကျော်လောက်ရပြီးတော့ဈေးရောင်းတဲ့သူအဲစိုက်ကားတွေစိုက်ကယ်ကယ်ရီတွေအဲအဲ့ရဦးလေးတွေအကိုတွေအကုန်လုံးကတချို့ရေဆိုရင်တထောင်တထောင်ကအနေဆုံးပဲတချို့ရေဆို3000ကျစ်ထားတဲ့ပတ်စံလေးဒါစအကုန်လုံးပါပါဗောနော် ချို့ဆိုရင်လမ်းမှာစိတ်မနှမ်းနဲ့ခုနညမာလေးတယောက်ပေါ့နော်သူဆိုရင်လေလက်လေးတယောက်အဲ့လိုဖတ်ပြီးတော့ပုံလေးတယောက်အဲ့လိုနှစ်ယောက်ကိုပုံနဲ့လည်းတရားအဲ့လက်လေးတစ်ချက်ပြီးတော့အဲ့လိုမမြင်အောင်လေးထည့်သွားပြီးတော့ညတယ်လေအဲ့လိုနှစ်ထောင်လားမသိဘူး तू ထည့်သွား तू သူ့စီမှာရှိရဲ့ဟာလေးနဲ့ तू ထည့်သွား तू လူရမယ်ဆိုရဲစိတ်သူ့မှာအတိညာသူဘယ်လိုပြောရမလဲစိတ်แท้စိတ်ကျမ်းမာရဖြစ်နေရဆိုပေမဲ့လည်းသူ့မှာလှူရမယ်ဆိုရဲစိတ်ရှိရဲ့ပေါ့အဲ့လေခုနကြည့်ပြီးတော့လေအော် ူဒါကိုသိရဲ့လို့သူဒီကငလျင်ပေးတဲ့ဒီလိုလာအလှခတ်နေဆိုတာသူသိတာပဲလို့ပြက်သူပြောနေသူပြဆန်ထဲလိုက်ရတာလို့အခုနကပီတိဖြစ်တယ်ဟုတ်တရလို့ရောက်မှာ1000ရောက်မှာကျွန်တော်တို့တော့1000 2000လူလို့တက်သူတို့ကလောကလက်မတူချက်ချင်းသူ့ဈေးပန်းလေးတဲ့က200နဲ့900နဲ့ချက်ချင်း1000နဲ့ဆွဲထုတ်ပြီးလူတာအာအရန်ကြည်လူကူကောင်းတယ်ဗောနော်ကျွန်တော်တို့လည်းသွားပြီးတော့အလူခံမေးရတဲ့လူတွေအားလုံးလည်းပို့ပြီးတော့ဟိုစိတ်လည်းချမ်းသာတယ်ဗောနော်ပို့ပြီးတော့အားလည်းအားရတယ်အားရတယ်ဗောဟုတ်ဒီပေးတဲ့ပြည်သူများအားလုံးခံပါရှင်ဒီပေး က်ခံပါရှင်အရင်ဝမ်းသာပါတယ်ကျွန်တော်တို့ဒီနေ့ဒီဆံပြားသေးကလှူပေးတယ်ကျွန်တော်ကျွန်တော်လှူပေးကြတယ်ဒီတရိုးလေးပဲနော်နည်းနည်းလေးဟုတ်ကဲ့ဒီတဝိုက်လေးပဲမျိုးဆံပြားဒီဒီဒီဘီမီးပွိုင်သားလေးတဝိုက်ပဲဈေးနဲ့တော့ခက်ဒီနဲ့ဝင်ရတော့အဲ့ကြောင့်မို့လားပြီးလို့ဒီပုံမျိုးဒီဒီဘက်တောက်လျှောက်ဆိုရင်လည်းလေသွားနေတဲ့လက်နဲ့အဲ့လိုအလှူမရထက်ထဲသွားတခါလေဒီဘက်မှာလှူခံနေတဲ့တစ်ဖက်ထဲသွားတယ်အဲ့လိုဘောဝဒီဘက်တို့လေ ဟုတ်တယ်တတ်တယ်ကြာနေနေထက်ထဲကြာတယ်တကယ်လှူကြပါတယ်အဲ့ဒါဘာလို့ပြနေတဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေဒီလူသားဆင်းရဲဆင်းရဲမယ်စိတ်တမဆင်းရဲဘူးဆိုတဲ့အတိတ်ပဲအများကြီးဒါဒါလက်တွေ့ပေါ့နော်ဒါလက်တွေ့တိတိတာမြင်တာတဲ့မြန်မာလူမျိုးရဲ့စိတ်တပ်ပေါ့ဟုတ်ဒီကညတော့ဒီမြေပြင်ဆင်းတဲ့အချိန်မှာစားတောက်ခွေရတယ်အဲတခြားပေါ့နော်ဟိုဒိုးရဲရှေးတို့ခါတော့အခုအညာတို့ကဆိုရေးတာလိုနေတယ်ပြီးတော့ဒါပေမဲ့တချို့နေရာကြီးကျတော့လိုအပ်တာရှိရဲ့ ချို့များတော့မန္တလေးစကိုင်းဘက်မှာတော့တော်တော်ဖူလုံသွားပါပြီစားဖို့တောက်ဖို့ကလေအဲ့တော့တချို့အညာဘက်ကိုကြီးပြောလို့အညာဘက်တွေအညာဘက်တွေရွာလေးတွေပေါ့နော်အဲတချို့ဟိုတီလာရှင်ကျောင်းပေးလေးဆိုတဲ့ဒီလိုလိုတယ်ပေါ့နော်အဓိကများအဲ့လိုကြောင်းလေးအတွက်ကိုအဲစအဓိကရှည်နဲ့စတောက်ဖွဲရတယ်ပြီးတော့ဟိုအဲ့အဓိကနေစရာပေါ့နော်အခုတောက်လျှောက်ဖြစ်နေတဲ့အချိန်မှာဟိုနောက်တပတ်လောက်နေဒီကိုသူတို့လမ်းမိမှနေနေဖို့ဆိုတာဆီလိုသေးသေးချွေကြတယ်အိမ်ဆောက်ဖို့ရှည်ချွေကြ အိမ်ပြန်ဖြတ်ဖို့တော့တို့နေရာဒီကမရှိဘူးပတ်စံမရှိကြဘူးပေါ့နော်အဓိကအဲသုံးစိတ်လက်ထဲမှာပြတ်သွားကြတယ်အဓိကနေစရာကိုညတော့စီစဉ်ပေးနေတာပေါ့နော်ဒီကဘလို့လေးပဲရရနေစရာလေးတစ်ခုခုဟိုဟိုညတို့ဒီကရတဲ့အလူငွေလေးနဲ့တိန်နောက်စုကိုပဲနေစရာလေးစီစဉ်ပေးလိုက်နိုင်အောင်ချင်းလက်တယ်ညတို့ဘလို့လေးပဲရရပေါ့နော်ဒီကအိမ်နေဖို့နေဖို့ထိုင်ဖို့လေးစင်ပြေသွားအောင်လုပ်ပေးနေတာပါဟုတ်အခုကျွန်တော်တို့လူတဲ့ဒီဆံပြားသေးကအလူရှင်နေတာမကောက်ဘူးပေါ့နော် မြန်မာတနိုင်ငံလုံးကဒီဒီငလင်ပေးကြောင့်ဒုက္ခရောက်နေကြတဲ့အဲပြည်သူတွေကိုလှူဒန်းပေးကြတဲ့အလူရှင်များအားလုံးကိုဒီနေ့ကနေတာဒုတာဒုတာဒုသုံးချင်ခေါ်ဆိုပါတယ်ဒီတက်မကအများကြီးလှူနန်းတန်းနိုင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ကျေးဇူးအားကျေးဇူးအားရှင်လူပေးစားတဲ့သူတွေဒီတက်မကကုသိုလ်ရအများကြီးရပါစေတက်မကလှူနိုင်တန်းနိုင်ပြီးမြန်မာပြည်အမြဲတမ်းအေးချမ်းချမ်းတသားရပြည့်ရှင်းပါစေရှင်